โอเคมิงลาบาครับโอเคนาวตะคู่ตัววายลูปเนาะวายลูปจ้างกูมั้ยเนาะลูปเป็นนักคู่ตะเนียเนี่ยเปล่าอยู่ป่ะจ่ายมั้ยล่ะตัดไหนเนี่ยมั้ยเราเสียเสียมาเลยเนาะจ้างมาเพราะวายลูปเนี่ย the while loop loose เนาะ while loop ဆိုတော့อ่าก็ loose ဖြစ်တယ်ထပ်ခါထပ်ခါလုပ်တော့ပြတော့เนาะ the while loop ကလည်း loose ဖြစ်ပါတယ် through the block or code as long as the specified condition is true เนาะ အော်သူကဘာလဲဆိုတော့ရဲ့နော်သူကဘလော့နော်သူရဲ့ဘလော့တစ်လျှောက်လုံးတနည်းအားဖြင့်သူရဲ့အပိုင်းတစ်ခုလုံးကိုရဲ့ထက်ခါထက်ခါလဲပတ်နေပါရဲ့တဲ့ x long as နော်တောက်လျှောက်ဒီနေရာမှာတော့ a specifying condition အခြေအနေတစ်ခု a specifying condition a ပါပါရဲ့အခြေအနေတစ်ခုမှန်ကန်နေတဲ့၍သူရဲ့ဘလော့အတွင်းထဲမှာရှိတဲ့အရာကိုတောက်လျှောက်လုံးနေပါရဲ့တဲ့ဘာလို့မှန်တယ်လို့ပြောရလဲဆို is true ဆိုလို့ပါလို့နော်ဒီနေ့အထိမပါသေးဘူးနော်ဒီနေ့အထိမှန်တယ်လို့ပြောလို့မရတော့က is true ကပေါင်းလိုက်တယ်အဲ့တော့ ဝိုင်းလူဆိုတာပါလဲဒါတချို့နော်ကျွန်တော်တို့ definition တွေပါတယ်တချို့နော် interview တွေပါ make ံဝိုင်းလူဆိုတာပါလဲဝိုင်းလူဆိုတာမှန်နေသေးတောက်လျှောက်လောက်တာပဲဗျာအောက်ဖြေတဲ့ရင်ကို okay ပြီအဲ interview ကလွတ်ပြီအဲမေးခွန်းအတွက်တော့ကျွတ်ပြီပေါ့နော်အင်းလေးလုံးမဖြေချင်တဲ့ဆိုင်လို့ရှင်လို့ရတယ် loose through a block of code as long as a specified condition is true more ကိုအောင်ဖတ်အော်ပြီးတော့ကျွန်တော်တို့ကဘာကြည့်ရအောင်အခုဒီလိုရေးပြတော့ဟာလူပင်ကနားလေအင်တာနက်ပေါ်မှာသွားရှာကြည့်နော်ဝိုင်းလူဆိုရိုက်ရှာကြည့်လိုက်ဖွက်လာမှတောင်းမြောင်းနေဘာမှမသိဘူးဘလော့တစ်ခုက sorry ဝက်ဆိုက်တစ်ခုကဒီလိုပြောတယ် AI ကဒီလိုပြောတယ်ဟိုကဒီလိုပြောတယ်ဘာကြီးအမှန်ယူရမှာလဲဒါကြောင့်မို့လို့တချို့ကျွန်တော်တို့ကောင်းတဲ့အရာလေးတွေကျွန်တော်စိတ်ထဲမှာအကောင်းဆုံးလို့ထင်တဲ့အရာလေးတွေဆရာတို့ကူးပြီးတော့ဖော်ပြပေးရပါဒါကြောင့်မို့လို့တချို့အရာလေးတွေမှတ်ပါကျွန်တော်ကတော့အကောင်းဆုံးနေပေးရပါတချို့လည်းနော်ဟိုဘက်တင်တယ်မှာဆိုဖြစ်ကုန်ဆရာနော်ကျွန်တော်ဘာမှတ်မှမသိသေးဘူးလို့ဆိုတော့နော်ကျွန်တော်လည်းဘာပြောမှန်းကိုမသိတော့အရုပ်မှတ်မှလည်းကျွန်တော်တို့မှတ်မှလေးပြောပြပေးပါဆိုတော့ကျွန်တော်နေနေတော့ရင်ဆုပ်လာတယ်ပေါ့နော် ဘာမှမလဲဆိုတော့နော်ကျွန်တော်ပြောနေတယ်များအရာတွေကဘာမှမစရာတခုမှကိုမပါလာဘူးနော်အဲ့ဒါဆိုရင်နည်းတော့မြေရောနည်းနည်းဝဲသွားတာပေါ့နော်။ဘာပြောရလဲရပဲမှတ်စရာမပါလာဒါဟုတ်လို့ရှင့်နော်။အသုံးဝင်တာတွေပဲပြောမိနေရတာပေါ့နော်။အဲ့တော့ဒီအတန်းကလည်းအဲ့လိုတော့မလုပ်ကြပါနဲ့နော်။အဲ့တော့ကျွန်တော်ကတော့ကြီးပြနေတယ်ပြောပြနေတာဒီကျွန်တော်တို့အကောင်းဆုံးညီတို့ညီမတို့တို့အကောင်းဆုံးဖြစ်မဲ့တဲ့အရာတွေပြောပြပေးနေတာပေါ့။ဟုတ်ကဲ့ထားတော့။နောက်တစ်တန်းကြံသေးအတန်းချမ်းထားအောင် ဟုတ်ကျွန်တော်ဆက်တော့သူရဲ့ syntax ပေါ့နော် while loop ရဲ့ syntax ကဘာလဲဆိုတော့ bar i equal 0 okay i know 0တက်ထားတယ်တဲ့ while condition why ဆိုပြီးတော့ကျွန်တော်ခွင့်စားကွန်ပျူတာမှာ condition ဆိုပြီးရေးတယ်ပြင်သူရဲ့ block ရှိတယ်အော်ပြင် i plus plus ဆိုပြီးရေးတာရယ်ပြင်ပြန်ပိတ်လိုက်ဒါပဲအဲ့တော့သူ syntax ကြီးကဘာကြီးလဲပေါ့နော် for loop ကိုကြည့်ခင်ပြတာ for loop ကရှင်းတယ်လीနော် for loop ညာကူကြရှင်းသွားရပေါ့နော် for loop က for ခွင့်စားကွန်ပျူတာသူထဲမှာ၃ချောင်းရှိ pe ပေါ့နော်ဒါ for loop ပဲ ဘလော့တွေဘာလဲထည့်မပြောနဲ့ဘာဘလော့ကဘာရေးမှမှမသိရဒါအရှင်းပေါ့ဗျအဲ့တော့ follow ပြန်ဒီတိုင်းပိုက်လူပင်ကျတော့သူဘလော့ကဒီမှာလာမှာနော်ဘလော့မပါသေးပဲနဲ့ကဲဘလော့စာကြောင်းကနဖယ်လိုက်သူကဘိုင်းကိုဖယ်လိုက်ရင်တော့မရေးရတာတစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းသုံးကြောင်းရေးနေရအောင်အဲ့တော့အဲ့သုံးကြောင်းဘာကိုပေးရလဲကျွန်တော်ကဒါကိုသိဖို့လိုလားအဲ့တုန်းကဘာတွေပြတာလိုက်ကြည့်မယ်လူပင်တိုင်းဒီ statistic and state next day နော်ဒါရှိတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကဝိုင်းလူပင်မှာလည်းအဲ့ဒါတွေ့အောင်ရှာနေကိစ္စပြပြ အဲ့တော့ဘာအိုင်ကွယ်ဇီရိုလို့ပြရသည်တဲ့ဝိုင်းလူပင်မှာ तू ကဘယ်အစမလဲဆိုတော့ဝိုင်းမှာမရေးဘူးနော်ဝိုင်းထဲမှာမရေးဘူးလို့ပြောနော်ဝိုင်းမှာမရေးဘူးဆိုတော့ဝိုင်းထဲမှာမရေးဘူးသူ့ရဲ့အပြင်မှာရေးရတယ်သူ့ရဲ့အပြင်မှာလည်းတိကျပြောသူ့ရဲ့အပေါ်မှာရေးရတာပေါ့နော်အောက်မှာရေးနေတော့လည်းမသိတော့ဘူးအကုတ်ကြီးကအဲ့တော့သူ့ရဲ့အပေါ်မှာရေးပြရတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ဒါသူ့ရဲ့ structure ပဲဘာလို့ရေးရတခါကြိုပြောထားရယ်နော်မရေးဘဲနေလို့ရလာလို့ပြောမှကြလို့ structure ဆိုပြီးပြောလိုက်တယ်နော်အဲ့တော့ ကျွန်တော်နဲ့နော်ဒါတုံးဘက်လောက်ရှိလိုက်ပဲသဘောပေါက်မှန်းထင်ပါနော် stretcher ဆိုတာဒီတိုင်းကိုရေးရမယ့်အရာခေါင်းမစားနဲ့အဲ့တော့အားကြီးကို zero လို့ပြောလိုက်တာဒီသူရဲ့ statistic ကိုပေးလိုက်တာပါအဲ့တော့နော်ကျွန်တော်အားဘာရဝင်ရေးထားလဲ statistic ထဲမှာ zero ကျွန်တော်သိလိုက်ပြီ warning condition နဲ့ condition ဆိုတာပါလဲဆိုတော့ condition ကိုမြင်တိုင်းလူပင်မှာတရိယာလိုက်အဲ့ဒါဘာကိုပေးရလဲ unstate ကိုပေးတာ condition ကိုပေးထားတဲ့စာချောင်းကိုဒီကျွန်တော်တို့က unstate ကိုပေးတယ်ဒီမှာတော့ဘာမှမပေးထားသေးဘူးမသိသေးဘူးဒါပေမဲ့ပေးချရတဲ့ဒီနေရာမှာပေးရအောင်ထည့်ရမှာပါ ဒီနေရာမှာလာကျွန်တော်တို့ကဒီမှာ i လို့ပေးရဆိုတော့ i နဲ့ပဲလာပါဘောနော် i less than 10ဆိုရင်သိကြတယ်ဒါပါလေ30ရောက်ငယ်နေဆိုဒီနေရာမှာ10ပြီးပြည့်ရလိုက်30ဒါပဲအဲ့ဒါတခါရှင်းလိုက်နော် i plus plus ဒါဒီဘာကိုပေးရလဲဆိုတော့ next state ကိုပေးရပါဗျအဲ့တော့ကျွန်တော်တို့ next state လည်းသိပြီအဲ့တော့သူရဲ့ state state ကိုတွေ့အောင်ရှာပြီးတက်ပြီး and state တွေ့ပြီး next state တွေ့ပြီးဒါဆိုရင်သူလည်းထွက်မဲ့ result ကို easy peasy အဲ့တော့သူရဲ့ပုံစံကိုတော့ကြည့်မရှင်းပြတော့ဘူးနော် while loop ရဲ့ structure တနည်းအားဖြင့် while loop ကို trace လိုက်လဲအဲ့လိုပဲလိုက်တာပဲနော် state state ဘယ်ရစမလဲရေးလိုက်တယ် unstate ဘယ်ရစမလဲ unique state ဘယ်ရစမလဲ lubin state state number 1စတဲ့အချိန်မှာသူကညီရညီလားမညီလားမညီရင်သူကညီရင်ဝင်ပြင်းဆက်လှုပ်ဆက်လှုပ်ဆက်လှုပ်တစ်တိုးတစ်တိုးတစ်တိုးတုံးမတိုးကဒီကိုကြည့်ပေါ့နော်ဒါပဲမြင်သွားလားမလျှော့နိုင်တော့ဘူးပေါ့နော် okay တော့ကျွန်တော်နောက်တစ်ခုသွားလိုက်မယ်သူပုံစံတစ်ခုကိုသွားကြည့်အောင် the state state and state next state အောင်မယ်များလေးတော့ထိုးပေးထားတယ်ဟုတ် အဲ့ဝိုင်းလို example ရဲ့ကျွန်တော်တို့ကเนาะ javascript အထားတော့ကျွန်တော် demo အဲ့တော့ id တစ်ခုအနေနဲ့သုံးထားတယ် demo ပေးထားတယ် script တက်ရေးထားတယ် lag text ပေါ့နော် lag ဆိုပြီးတော့ text ကို double quote ထည့်ထားတယ်ဆိုတာ space ပေါ့နော် space တစ်ခုထည့်ထားတယ်တနည်းအားဖြင့်သူ string လို့တတ်မှတ်လိုက်တယ် double quote ပါတော့ string ပေါ့နော် i = 0 let i = 0ဒါလည်း structure ရမှာတယ်တမင်မာရေးရေးထားတာလည်းဖြစ်ဖြစ်ပေါ့နော်အဲ့ဒီကောင်ပြောတာမသိရောဘယ်တော့ရေးမလဲပြောတော့ live ပြီးဆိုတော့မနေကြနဲ့ ရှေ့ရှေ့ပုံစံတော့ကျွန်တော်တို့ကဘာဆိုပြီးတော့နော် variable မထည့်ဘဲနဲ့ဘာလို့တောင်းလဲဒီကကြ lab လို့ပြောပြီးတော့ variable တန်ဖိုးကြီးထည့်ထားတယ်နော်မှားရင်နေရနော်အဖြေတော့ထွက်နေမှာပဲနော်ဒါပေမဲ့ structure ကြီးကမှားတယ် theoretically ကမှားတယ်ပေါ့လို့အဲ့ဒါလည်းနောက်နောက်ရှောက်နောက်ပိုင်းမဖြေချင်းနဲ့မေးကုန်ပေါ့နော်တနေ့ပြီးခဲ့နေ့ချင်းမှာနော်ဘာလဲလက်က constant ပဲနောက်မှတောင်းရတယ်တော့လာမမေးနဲ့တော့အဲ့ကြောင့်ငိုးမှာအဲ့တော့ why i less than 10 ိုင်ကကျွန်တော်တို့ကတန်းတန်းငယ်ပြီးရင်ကျွန်တော်တို့က dash plus equal နာပြီ dash plus equal အသုံးလုံးနော် plus equal ဆိုတဲ့ဘယ်ကပါလဲသူ့ကိုပေါင်းပေါင်းပြီးလာထည့်တယ်ဒီလိုနားလည်ရပြီနော် dash plus equal ဆိုတဲ့ text တဲကို the number x ဆိုတဲ့စာလားပေါင်းထည့်တယ်ပြီးရင် i plus plus နော်ပြီးရင်ကျွန်တော်ပြလိုက်တယ်အဲ့တော့ကျွန်တော်မျက်စိထဲမှာရှုပ်နေဒီကောင်ခဏမေ့ထားလိုက်ပေါ့ dash plus equal ဆိုတော့ခဏမေ့ထားလိုက်ဒီဘက်ကိုမေ့ထားလိုက်နော်ဒါ document တော့ right နေပဲမြင်လိုက်နော် dash plus equal ဆိုဒီတဲ့ကိုသက်ပေါင်းတာကိုပြောချင်တယ်အဲ့ဒါမပေါင်းချင်ခဏထားလိုက် ဒီနေရာမှာနားလည်ဖို့ဒီ document right နဲ့ပဲကြီးလိုက်မယ် document right နော် the number x plus i ဆိုထွက်မှာကဲဒါဘာဖြည့်ထွက်မလဲဖြည့်ကြည့်ကြပါဦး state state က0 0 next state ကအစော n state က i less than 10ဆိုတော့ i less than 10ဆိုတော့10ရောက်ငယ်ရမယ်ဆိုတော့ n state ဒီ10ဆိုငယ်ပြီ10 10တော့ရက်တော့မှာလीနော်ပြီးရင်ကျွန်တော်တို့က next state က +1 နော်အဲ့တော့ထွက်ပါ02 9ဟုတ်တယ်မလားအားလုံးနဲ့ဖြည့်တူမယ်တင်နော်ဟုတ်လား9ဟာ9လုံးနဲ့တော့မလုံးနဲ့လေ02 9ဆရာတို့မနောက်နဲ့နော်ဘေးရဆာမှာတော့လူပင်လေလူပင်တော့ထက်ကတက်ကပတ်မှာနော်ထက်ကတက်ကပတ်မှာထက်ကတက်ကပတ်နော်အဲ့ကျွန်တော်မေးရမေးခွန်းလိုသွားဖြစ်မှာနော်တနမ်ဘာ8ဆာမှာပထမတစ်ချိန်ဖြည့်ထွက်မယ်ပြီးရင်လူပင်ပြီးတော့ပြီပြီးတော့တဲ့ချိန်မှာအပေါ်တက်မယ်အပေါ်တက်တဲ့ချိန်မှာသူရဲ့ next state ကိုသွားကြည့်တယ် structure ရဲ follow ပင်လို့မရေးထားတာသာရှိရတယ်သူရဲ့နော် next state ဆိုတော့ပြီးရဲ့အချိန်မှာကြည့်မှာပဲ block ဒီကျွန်တော်ဘလော့ကိုဆုံးသွားတဲ့အခါမှာသူက next state ကိုလာကြည့်လာကြည့်တဲ့အခါမှာသူဒီနေရာမှာရေးထားတဲ့ plus plus တို့ plus equal တို့ဒီလူပင်ထဲမှာပါတော့သွားကြည့်လိုက်အဲ့လိုရေးတဲ့အခါမှာလူပင်ထဲမှာပါရင်းကြည့်ရတော့မဟုတ်ဘူးပါဗျာဒီမှာ i လို့သုံးထားတော့ i plus plus ဆိုတော့ဒါနောက်ရသူ့ရဲ့နောက်တစ်ဆင့်တိုးရမယ်ဆိုတော့သူသိသွားတော့ဒီမှာ i လို့ရေးရဒီမှာ i လို့ရေးရနော်ဒါရိုက်တရိထားနော်ဒါဒီ i s test state ဒါပေးထားတာ i s n state ကိုပေးထားတယ်ရှေ့မှာ run follow ပြန်တော့ကောက်နေသုံးခဲ့တယ်အကုန်လုံးသုံးခုလုံးကောက်ကောက်ကောက်ဒီမှာတော့ i နဲ့ရေးတော့ i i i ဒါ static i သူရဲ့ကျွန်တော်တို့က unstate i ဒါက next state i ဆိုပြီးကျွန်တော်တို့ကနားလေလိုက်အဲ့ဒါမှကျွန်တော်တို့က looping ကိုသဘောတရားနားလေအဲ့တော့ looping ကသူရဲ့ block ပြီးတော့ရဲဒီစားချောင်းရောက်တဲ့အခါမှာဘောပြန်တက်တယ်တက်တဲ့အခါမှာတိတိုးလိုက်တဲ့အခါမှာ i သည်0ကစရဲ1 1သည်30ရောက်ငယ်နေသေးတယ်ငယ်နေတော့ဒီအတွင်းထဲအလုပ်ကိုလုပ်တယ်ပြီးအောက်ကိုဆင်းတယ်တိတိုးတယ်ပတ်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 တယ်အဲ့လိုနဲ့ follow ပင်လိုပဲပြန်ပတ်တော့တယ်ဒီဘောကြီးမရောက်တော့ဘူးနော်ဒီဘောကဟာပြီးတော့ဒီနားလေးပဲပြန်ရအောင်မတော့ဒါ looping ရဲ့ flow ပေါ့နော် for loop ပင်တော့ကျွန်တော်သူ့ပြင်ရောက်တယ် while loop ပင်မှာကျွန်တော်ဒီနားလေးပဲပတ်တော့အဲ့တော့ထွက်မဲ့အဖြေက0 to 9ထွက်ပါတယ်ရမလား twist လိုက်ပြရအောင်မလား more 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 ဆိုမလိုက်ပါနဲ့တော့ပါတော့နော်ကိုယ့်အသာကိုပဲနော်တီးပြီးကိုယ့်အသာကိုပဲပိတ်လိုက်ပါတော့